ရေဝက်ချံနဲ့ဒီမိုးဝက်ချံပါခွာလဲဆိုတခါလေကျွန်တော်ဝက်ချံကူသားတဲ့ခါမှာမအောင်မြင်ပဲရှိနေတယ်တဲ့မင်္ဂလာပါကျွန်တော်တော့ရေပြားနဲ့အထွေထွေယောဂမြောက်ကိုအပြင်ဈေးကမှာရောအွန်လိုင်းမှာရောကုသပေးနေတဲ့ဆရာဝန်ဒေါက်တာနေစာလုံးဖြစ်ပါတယ်တကယ်လို့ဆရာနဲ့ယောဂဆွေးနွေးကူသားခြင်းနဲ့ဆိုလို့ရှိရင်တော့ TikTok ပိုင်းအောင်ကဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့ဆုံးသနိုင်ပါတယ်တခါလေကျွန်တော်ဝက်ချံကူသားတဲ့ခါမှာ မအောင်မြင်မရှိနေတဲ့ဒါဘာကြောင့်ဖြစ်တယ်လဲဆိုတော့သူရိုးဝက်ချံပုံပဲနဲ့မှုဝက်ချံဖြစ်နေတယ်လို့ပါအဲ့တော့ fungal acne ပေါ့နော်အဲ့တော့ fungal acne ကတော့သူကဘာနဲ့တွဲတယ်လဲဆိုတော့ကျွန်တော်တွေ့ကြုံရဆိုရင်သူကခေါင်းမှာဘောက်ဖြစ်တာနဲ့တွဲတယ်တယ်အဲ့တော့ခေါင်းမှာဘောက်ရှိနေရဆိုလို့ရှိရင်ကျွန်တော်တို့ညနာမှာအဆီးပူတွေပိုထွက်တယ်ဘာလို့လဲဆိုတော့ဒီဘောက်ဖြစ်စေတဲ့ဒီ yeast mold မျိုးပေါ့နော် malassezia လို့ခေါ်တယ်ဒီ malassezia ကသူကအဆီးကလန်းတွေကိုပွားပြီးတော့လှုပ်ဆော်ပေးတယ်အဆီးကလန်းတွေသူကလှုပ်ဆော်ပေးတဲ့အချိန်မှာဒီအဆီးတွေကပုံမထက်ပိုထွက်လာတယ်ပေါ့နော်အဆီးပုံမထက်ပိုထွက်လာတယ်အဆီးပူတွေအေးဖြစ်လာတယ်အဲဘာလို့ဆိုတော့ကျွန်တော်ခုန ဝက်ချန်ချောင်းပြောထားသလိုပဲပေါ့နော်အဲဒီအစီထွက်တာများတဲ့စီပေါက်တွေပိတ်တယ်ပြီးရင်စီဘူးထွက်ပြီးတော့မတိတရားဘူးဝင်တယ်လို့ဖြစ်တယ်ဒီဝက်ချန်နဲ့ဒီမှုဝက်ချန်ဘာကွာလဲဆိုတော့နည်းနည်းကုသမှုမှာအဲကျွန်တော်တို့ဘာကွာလဲဆိုတော့မှုသက်စီတောက်ရတယ်ပေါ့နော်ဒီမှုချောင်းဖြစ်တဲ့ဝက်ချန်နဲ့မှုသက်စီတောက်ရတယ်မှုသက်စီလင်းရတယ်နောက်တစ်ခါကျတော့ဒီခန်းစားချက်လည်းကွာတယ်သူကမှုဝက်ချန်နဲ့ရားရတယ်ပေါ့နော်နည်းနည်းရားရတယ်ပြီးတော့သူကအဲဒီအမွှေးမြင်ရှိတဲ့နေရာတွေမှာလည်းအစီပူလေးထွက်တတ်တယ်ပြီးရင်ရင်ဘတ်တို့ချောတွေမှာလည်းအစီပူလေးတွေထွက်တတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီကုမယ်ဆိုလို့ရှိရင်ဒီမို့ 第一， မူဝက်ချင်အောင်ပို့ပြီးတော့ခုအရနဲ့ကြာလေးရှိတယ်။ဘာလို့လဲဆိုတော့မူကခဏခဏပြန်ပေါက်လေးရှိတယ်ပေါ့နော်။ကျွန်တော်ဆိုလို့ရှိရင်တော့ဒီမူသက်ဆေးလေးပါထည့်ပေးလေးရှိတယ်။အဲတချို့ကြောင့်လည်းမူသက်ဆေးလင်းခြင်းနဲ့အဆင်ပြေသွားမှလည်းရှိတယ်။ဒါတယောက်တယောက်မတူဘူးပေါ့နော်။အဲ့တော့ကိုကမူဝက်ချင်လားရိုးဝက်ချင်လားတော့တကယ်တကယ်ကျတော့ခွဲခြားရတော့နည်းလေးတော့ကတိတယ်အခက်တယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်ခုနပြောသလိုခေါင်းမှာပေါက်အမြဲထားတဲ့လူဆိုလို့ရှိရင်မူဝက်ချင်ဖြစ်ဖို့များတယ်။အဲရိုးဝက်ချင်လားမူဝက်ချင်လားတော့တကယ်တကယ်တော့ဆရာဝန်နဲ့တိုင်ဆွေးနွေးကြည့်မှပဲပို့ပြီးတော့တိမှဖြစ်တယ်ဒါတော့အကြံမြင်ကျွန်တော်မိုးဝက်ချန်လားရေဝက်ချန်လားဆိုတော့ကျွန်တော် ို့ခွဲခြားတဲ့နည်းပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်မိတ်ဆွေရောဝက်ချန်နယ်ပတ်သက်ပြီးတော့ပြဿနာလုံးတရားရှိနေတယ်ကုသမှုမှာခက်ခဲရှိနေဆိုရင်ကိုမမအရေးပေးခဲ့ပါအဲနောက်ထပ်အဲကျမကြီးနဲ့လက်မကြီးရာဘုသူရတိတဲ့သိကျင်နေဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုအဲ share ပေးခဲ့ပါ follow လုပ်ပေးခဲ့ပါအားလုံးကျေးဇူးတင်ပါတယ်